လေမင်းကရင်ခွဲရုံကိုဘာလို့သွားကျင်တာလဲကျွန်တော်သိရဲ့လူနာတယောက်ကအဲ့ဒီမှာနေနေဆိုလို့ဗျမင်းကိုအဲ့ဒါဘာသူပြောတာလဲအဲ့ဒီလူနာကိုယ်တိုင်ပြောတာဗျခလေမင်းကရင်ခွဲရုံဆိုတာဘာလဲသိလို့လားလူနာတွေကိုထားတဲ့စာမှုတ်ဘူးလားဗျဟမ်မှုတ်ဘူးအဲ့ဒါသေပြီးသားလူတွေရဲ့အလောင်းကိုခွဲစိတ်တဲ့နေရဗျာသေပြီးသားလူတရတော့ ဖို့သူကြောင့်ကနေအိမ်မြန်လာနေတော့လမ်းမှာကိုကြီးတတင်နေတွေ့တယ်။ဖို့သူမင်းပြည်လဲထဲမှာမူးလဲလူတဲ့အခုဆေးအောင်ဖို့လုံနေကြတယ်။ကြောင်ဟုတ်လားကိုကြီးတတင်ဖို့သူလဲခက်သက်သက်လေးအိမ်ကိုအမြန်ပြေးသွားလိုက်တယ်။ဖို့သူအိမ်ရောက်တော့မြို့ကိုသွားဖို့အတွက်နွားလဲပြေးနေကြတာ။တာဒီတညတော့ငပိန်တို့စီဖြစ်ဖြစ်တော်ဘောတို့ရင်ဖြစ်ဖြစ်သွားရင်လိုက်နော်။ မမေအိမ်တကားတွေတောက်ခတ်ထားခဲ့မှာဆိုတော့မမေဥပပြေဘာဖြစ်တာလဲဟိုတာနေလို့ပြောတာကတော့ဗိုက်တရာအောင့်နေဆိုပြီးလဲကျသွားတာတဲ့ကဲကဲအမေသွားမယ်နော်သာတာရောက်လိုက်ခဲ့မင်းမหนีခဲ့ခြင်းဘူးဗျတာလိုက်ခြင်းမနဲ့ပြန်ကြရင်ဖိုးတော်ရဲ့လဲကျုံနေလိုက်ခဲ့တော့အခုတော့မလိုက်သေးနဲ့ဦးဟိုမှာအခြေအနေကဘာရင်လုံးရမလဲမသိသေးဘူးအဲ့လိုပြောပြီးတော့ပို့ထုမင်းလည်းတွေ့သွားတော့တယ် ငပိဖိုးထုကိုတညခေါ်ရေးလိုက်ပါအောင်နော်ဟုတ်ကဲ့ရှင်ဖိုးထုလည်းသူ့မိတို့ထွက်သွားတာကိုရက်ကြည့်နေရောလားလာပါကွာဘာမှဖြစ်ပါဘူးကွာဦးဤသိန်းကလူကောင်းမယ်ဟာလူကောင်းကိုနှက်ကောင်းကဆောက်ရှောက်ပါရယ်ကွာအရင်စိတ်ဘူးမနေနဲ့အေးပါအဲ့လိုပဲဖြစ်ပါစေဒီနေ့ညတော့မင်းတို့အိမ်ကိုလိုက်ခဲ့မယ်ကွာအေးလာသွားကြစို့ညကြမှာငါတို့ဖုန်းဆက်ပြီးတော့ အကျိုးအကြောင်းမေးတာပေါ့ကွာဒီလိုနဲ့ပို့တူလေးငပိန်တို့အိမ်ကိုလိုက်လာခဲ့တော့တယ်ညာရောက်တော့ငပိန်ကပို့တူနဲ့မိခင်စကားပြောနေကြတာမင်းမေတို့စီဖုန်းဆက်ပြီးမလားမဆက်ရသေးဘူးငါစိတ်တွေအယမ်းမူနေတာမင်းစိတ်ပူနေငါဆက်ပေးမယ်မင်းဖုန်းပေးပို့တူလေးငပိန်ကိုဖုန်းပေးလိုက်တယ်ငပိန်လည်းပို့တူမေစီကိုဖုန်းနဲ့ဆက်တယ်ဟယ်လိုရေးလားတငပိန်မားဗျာ တငပိန်ဖိုးထုရှိလားဟုတ်ရှိတယ်ရှိဘေးမှာဖုန်းပေးလိုက်မယ်နော်ငပိန်လေဖိုးထုကိုဖုန်းလမ်းပေးလိုက်တာဟုတ်မီတားကုတ်ငပိန်တော့ရင်မလားဟုတ်တယ်မီအဖေရောဘလို့နေလဲတက်တာလားတက်တာပါလေခွေဟိုဆရာဝန်ပြောတာတော့ဥတက်ပေါက်တာတွေခွဲလိုက်ရတယ်အဖေအစီမပြေလားမီခွဲစိတ်မို့ကတော့အောင်မြင်တယ်လို့ပြောတယ်ဒါမင်းမေးစေးအချိန်ကြောင့်အခုတက်တီတော့သတိမရသေးဘူးအဖေပြန်ပြီးသတိရလာမှာပါနော်မီ အပေဘာမှမဖြစ်ပါဘူးနော်။ဒါပေါ်တော့မနေ့ကပိုးတော်ရင်လည်းနဲ့မင်းကိုလာခေါ်လိမ့်မယ်။အိမ်ကနေမေးပေအတွက်လဲစရာအဝတ်နဲ့နဲ့ယူခဲ့လိုက်။ဟုတ်ကဲ့မင်းအဲ့ဒါဆိုအိတ်တော်လေးနော်။ငပိတ်ရင်မေးပြောစကားအောင်လည်းနားထောင်။ညနေအောင်ထိမနေနဲ့ဘူးနော်။တော်ပြုံးလေးသူ့မဆရာရှိရလေးတွေမှာပြီးတော့ဖုန်းကိုချသွားတော့လား။ဘလို့လဲအဆင်ပြေတဲ့လား။အင်းအဆင်ပြေတယ်တဲ့ခွဲစိတ်လိုက်ရလို့တတိယမရသေးဘူးတဲ့မမပြောဘူးလား သူတော်ကောင်းကိုနှကောင်းမှပါတယ်လို့မင်းကိုစိတ်အင်းလည်ရင်နဲ့သာအိတ်တော့နောက်တနေ့မနက်မှာတော့ဖိုးတော်ရဲ့လင်းနေတူဖိုးသူကစိတ်ယုံလိုက်လာခဲ့ကိုင်းဖိုးတော်အဖေသတိပြန်လာမလားဗျအေးပြန်လာပြီတဲ့တော်ပါသေးတယ်ဒီလိုနဲ့ဖိုးတော်ကိုလင်းလေးလင်းစိတ်ယုံလိုက်လာခဲ့ကြတယ်ဖိုးတော်ကဖိုးသူကိုဦးသိမ်းရှိတဲ့ခန်းကိုရောက်လာချိန်မှာ ။ဦးသိန်းကဖိုးထုကိုမြင်တော့။ဒါဖိုးထုဒီနေ့ကြောင်းခွင့်နေမလား။ဘာလို့လိုက်လာလဲကွယ်။ဖဖေကိုစိတ်ပူလို့ဗောဗျ။ဖဖေဘာမှဖြစ်ပါဘူး။တက်တာနေပါပြီ။ဖိုးထုလည်းသူ့အဖေကိုပွေ့ပတ်ပြီးတော့ငုံနေတော့တယ်။ဆရာဝန်ကဘာလဲလဲကြီး။ဆရာဝန်ကဆင်းလို့ရပြီရဲ့လားဗျ။ဆရာဝန်ကတော့မစင်းစိတ်ခြင်းနေဘူးစိတ်ချရတဲ့ဒီနေစိတ်ခြင်းနေဟာငါဘာမှဖြစ်တော့ပါဘူးမပြုံးရဲ့တတ်တာနေပါပြီ အဲ့ဒါသာကြည့်တော့မဖို့တော့ကြီးမင်းတို့ဦးရမျိုးလုံးနှလုံးပွင့်တာနဲ့လဲလဲစင်မို့ပဲအားတန်နေတာတရက်နှစ်ရက်လောက်တော့ထက်နေလဲပေါင်ဦးရလဲုံလဲကျွန်တော်ကြည့်ပေးထားပါတယ်ဒီတိုင်းဆေးုံမမလှဲမနေခြင်းကွာဟမ်ဘာပဲဖြစ်ပေါ့ဗျာဆရာဝန်ကဆင်းလို့ရပြီဆိုမှဆင်းတာတော့အကောင်းဆုံးပဲဗျပို့သူလဲလူကြီးတွေစကားပြောနေကြတာနဲ့အခန်းမြေကို ထွက်လာခဲ့တော့တာ ။စေကန်းပြင်ကခုံမထိုင်နေတော့လူတယောက်ရောက်လာတယ်လို့ခန့်စားလိုက်ရတယ်။ထိုင်မယ်နော်လူလေးရရမလား။ဖိုးတူလေးလှည့်ကြည့်လိုက်တာ။ဟုတ်ဦးရပါရဲ့ဗျထိုင်မှာ။ဝင်နေနေရလား။ဗျာ။ငါမီးကိုကြည့်ရတာဝမ်းနေနေရလားလို့လေဖိုးဖိုးကဘာတူလဲဗျဖိုးဖိုးကတရားလူနာတွေတဲကတယောက်ပေါ်ကွင်း ပူပိုးလည်းနေမကောင်းလားဘယ်နာကနေမကောင်းလို့လဲတကူလုံးမိတ်ဆိုတော့ငါမြည်ရင်ဟာတကူလုံးဟုတ်လားဘာဖြစ်လို့လဲဗျအသက်ကြီးပြီလေအဲ့တော့ယောဂါတွေကများတယ်ယောဂါတွေကများတော့နာရတဲ့နေရာတွေလည်းများတာပေါ့ကွယ်ပူပိုးကဒီစိတ်အောင်မတက်နေရကြာမလားဟင်ကြာပြီဆိုတော့ကွယ်ဘာလို့မစင်းနေရလဲဟိုဆရာဝန်ကမစင်းခိုင်းလို့လားတားဖေကတော့ဆရာဝန်ကမစင်းခိုင်းလို့အိမ်မပြရသေးဘူးဗျ လူလေးတပည့်ကဘာဖြစ်လို့လဲတပည့်ကအဆိုင်ဦးတက်ပေါက်တာလေးဗျခွဲလိုက်ရတယ်လေခွဲလို့နောက်ဇာဝင်ကြီးကချက်ချင်းအိမ်မက်ခိုင်းမှာမှုတ်လေလူလေးရဲ့တရေပူပူလေးဖိုးတူးနဲ့စကားပြောပြီးတော့ထွက်သွားတော့လေညာရောက်တော့ဖိုးတူးစီကိုတော့ဘောဖုန်းလိုက်ဆက်တယ်တော့ဘောကဟေးဖိုးတူးဦးရင်သိနေကောင်းသွားမလားကွာကောင်းသွားပြီဒါပေမဲ့ဇာဝင်ကအိမ်မပြန်ခိုင်းသေးဘူးကွာဟုတ်လား ဦးကြီးသိန်းတော့ပြင်းနေတော့မှာပဲတော်ဘောကဦးကြီးကြောင့်ကောင်းကောင်းသိပါလားကွာတန်းငယ်ငယ်ကသွေးလုံးတော့ခွေးဖြစ်လို့စင်းအောင်တက်ရသေးရဲ့လေအဲ့တော့ကလည်းအကြိုက်တက်ရတာပြင်းတော့ဘူးဟုတ်တယ်ကွာတသက်နဲ့တကူငငိမ့်မနေဘူးလို့လားမသိပါဘူးငါတို့ကမီးတယ်ပြောလိုက်အောင်ကွာဖိုတူလည်းငပိတ်နိုင်ကြတော့ငပိတ်ရောရှိနေရလားငါလည်းရှိတယ်ဖိုတူရဲ့ငါတို့မနေ့ကျရင်ကိုအေးဖိုးတော်လည်းနဲ့လိုက်ခဲ့မယ်ကလေးတွေလှုပ်ရှုပ်ခံပြီးမလာပါနဲ့ကွယ်မင်းတို့ဦးကြီးကတတ်တာနေပါပြီကွယ် အလုံးမရှုပ်ပါဘူး။ဦးဤသိန်းဆိုတာလေဟိုကျွန်တော်တို့အဖေလိုမျိုးသဘောထားရတဲ့လူမျိုးပါဗျ။ဒါလို့ねဖုန်မျော်မီခဏကြာတော့ဖိုတူလည်းအိမ်အောင်ဝင်ခဲ့တော့တာ။ညာရောက်တော့ဖိုတူရှူပေါက်ကျင်တာနဲ့နိုးလာတယ်။လာခွေညာဆိုတော့ပဝန်းကျင်တစ်ခုလုံးလေးမှောင်မင်းနေတာ။တော်သေးတာပေါ့။မီးလာနေလို့မီးမလာရင်ဘာမှတော့မြင်ရမှာမဟုတ်ဘူး။ဟမ်ဖိုတူလည်း ဒေနာမှာအိတ်နေတဲ့အမေကိုနှုံးမဲ့လုံကြီးတွေးလိုက်နေတာအမေတနင်္ဂနွေပင်မထားပါဘင်းအေးပါစီငါဘာသာငါပဲသွားလိုက်ပါမယ်ခွေးတွေကအဆက်မပြတ်ဟောင်းနေတဲ့ကိုဖိုတိုအခန်းထဲကနေကြားနေရတာခွေးတွေကလည်းဟောင်းလိုက်ကြတာကွာတရဲတစီမြင်တဲ့အတိုင်းပဲဆေးအောင်နန်းကလည်းမရှူဘဲနေတော့မှနှာခေါင်းထဲဝင်ဝင်လာတယ်ဒလုံနဲ့ဖိုတိုလည်းအိမ်သာဘက်ကိုတယောက်တည်းထွက်လာခဲ့လိုက်တာ အိမ်သာကိုသွားတဲ့လမ်းကနေအပြင်ဘက်ကိုမြင်ရတာဆိုတော့လူတယောက်ပြင်မှာထွက်တိုင်းနေအောင်မြင်လိုက်ရတယ်။ဒီချင်းဘာလို့ထွက်တိုင်းနေရပါလဲ။တလုံးနဲ့အိမ်သာကိုသွားလိုက်ကြည့်။သူ့အိမ်သာပြန်ထွက်လာတဲ့အထိထိုင်နေသေးအောင်ဆိုတော့ဖိုတူလည်းနီးကပ်သွားကြည့်တော့နေလေကသူတွေ့ခဲ့တဲ့တေးရဲ့ပုံပုံဖြစ်နေရောလား။ ိတ်တယ်ူလားယ။အင်းအိတ်မပြောသေးလို့ငါမိကရော။တာတီးနူတာဗျ။ရှုပေါက်ချင်တာနဲ့ထွက်လာတာ။ဟာပြန်သွားရတော့လေ။ဖဖို့ကဒီအချိန်ဘာလို့တယောက်တည်းထိုင်နေရလဲဗျ။ဖဖို့သေးအချောက်ခံမှမကြောက်ဘူးလား။ဖိုးတူစကားကြောင့်တရေဖဖို့လည်းရီတော့တာ။တရေဟုတ်လား။မင်းကရောမကြောက်ဘူးလားကွ။တယောက်တည်းဆိုရင်တော့ကြောက်တာပေါ့ဗျ။နှစ်ယောက်ဆိုရင်တော့မကြောက်ဘူး။ဘာလို့လဲ။နှစ်ယောက်ဆိုတော့ ပြင်ဖို့ရှိရလေပူပူရဲ့ပူတူစကားကိုတရေပူပူအောင်သဘောကျပြီးရှိတော့တာပူပူမာလီအရင်ကမင်းလိုချစ်စရာကောင်းတဲ့မြင်းလေးတယောက်ရှိဟုတ်လားအဲ့တွေ့လာရင် တားနဲ့မိဆက်ပေးပါလားဗျအေးအခွေကြောင့်တော့မိဆက်ပေးတာပေါ့ကွာဒါနဲ့ပူပူကဘယ်ခန့်ရလဲဘာဖြစ်လို့လဲကွာလာလည်းမလို့ပါဗျမနေ့ပြန်ကြရင်တားငယ်ချင်းနဲ့လာမာလီပူပူနဲ့လည်းမိဆက်ပေးမလို့ ဖိုးဖိုးလာခဲ့ပါမယ်ကွယ်ကဲသွားတော့မယ်မင်းလည်းပြန်ဝင်တော့ကိုတူလည်းတရေဖိုးဖိုးကိုနှုတ်ဆက်ပြီးတော့ထွက်သွားတော့လားနောက်ရက်မနေ့ရောက်တော့ဖိုးတော်ရဲ့လက်ချုပ်နဲ့တူဘောတို့အဖွဲ့စီးရုံကိုရောက်လာကြတယ်။ဦးဒိန်တက်တာရဲ့လားဗျ။တက်တာပါလေကွာ ကိုရဆေးရုံကနေအောင်ဆင်းစင်နေပြီ။နေရတာပြင်းစရာကြီးတို့ရမှလို့မဟုတ်ဘူး။အဲ့ဒါကတော့အမှန်ပဲဗျာ။ရွာမှာမနေဆိုရင်စက်တုံတန်လေးနဲ့အိယာထားရတယ်။နေမင်းကြီးကိုလည်းမြင်ရတယ်။ငှက်လေးတွေတန်လေးကြားရတယ်။ဒီမှာအခန်းထဲမှာပဲတဏီကုံဆိုပြင်းစရာကြီးဗျ။ဟုတ်တာပေါ့တော့ဘိုးရ။မနေ့တည်းကလိုက်လာကျင်လားဦးရ။ကြားခွင့်နာနေဆိုတော့ဟမ်။ကြားပါလေကွာဘာမှဖြစ်ပါဘူး။မထုလေရွာရောက်မှအိမ်မတင်းလာမင်းလေရတာပဲဟာ။ ဟုတ်တယ်အမေတို့ကတော့ပြန်လာမှအိမ်မှလာပြီးသတင်းမေးတော့မယ်တဲ့ရပါလေကွာမဲတပတ်နဲ့ဆိုတော့သူတို့လည်းဘဲအားပါမလဲပို့တူငါတို့နေ့ကိုဆ iam မစီမှာခွင့်နိုင်ပေးတာရယ်နော်စာရင်လည်းကူးပေးတာတယ်ကျေးဇူးပါဗျာပို့တော့ကဘာပြောသွားသေးလဲဘဲချင်းလာခေါ်မယ်တဲ့လေဓမ္မရောစာဝယ်ပြီးရင်တော့လာခေါ်မယ်လို့ပြောတယ်ဦးရဲ့ဒီလိုနဲ့စေယုံတကန်လုံးပို့တူတို့အဖွဲစကားသက်နေနေစူညံသွားတော့တာ ခဏကြာတော့တော်ဘောတို့လည်းစေဟောမြင်းကိုထွက်သွားကြပြီးတော့ခိုးတော်လည်းလာစောင့်နေလိုက်ကြ၏စေဟောဆောင်လာဘလို့လဲကွာညကြာတဲရဲကြလားတဲရဲကြမကြောက်သိချင်ရင်မိဒီညာဒီမှာအိတ်သွားပါလားအာတော်စမ်းပါကွာမင်းရလေဖို့တို့မင်းတော့ပြင်းနေတော့မှာပဲဒီမှာမင်းတည့်ရဲ့သူတယောက်မှမရှိတော့ဟမ်ငါတည့်ရဲ့သူရှိတယ်ကွာဘာတူလဲ ရောက်တာပြင်မကြသေးဘူးတကယ်ချင်းရနေပြီပေါ့ဟုတ်လားတကယ်ချင်းမဟုတ်ပါဘူးကွာစီယံဝါလူနာဖို့ဖို့ပါဟာအတိမရှိရတဲ့ဆိုင်ရင်တော့စကားပြောဖို့ရှာတော့ကောင်းတာပေါ့ဝူးဦးသိန်းကဘယ်နေ့စီယံဝါဆင်းมาလဲလေမပြောသေးဘူးဒီနေ့စီယံဝါ round လဲတဲ့အခါကျမှစစ်စစ်ကြည့်လို့စိုးရိမ်စရာမရှိတော့ဘူးဆိုရင်တော့မနေ့ပြန်နေတယ်လို့ဆင်းရမေးတဲ့ဝူးဒါဆိုညတနင်္လာနေ့အမီတော့ကြောင်းတက်လို့ရတာပေါ့อืมဟုတ်တယ်ဝူးအဲ့ဒီအချိန်ဖိုးတော်လေးရောက်လာတယ်ဟောဟောမ ကိုကြီးဖိုးတော်လည်းလာပြီ။ဒါဆိုကျောင်းခွင်းထဲရမှာတွေ့မယ်ဖိုးသူ။အေးအေး။သွားပြီဖိုးသူ။ဟောင်းတော့မှမမွေးတော့အောင်ဖိုးသူ။စင်းကိုစင်းရမယ့်ရက်တရရင်ငါ့ကိုဖုန်းဆက်လိုက်။ငါလာကြုံပေးမယ်လို့မင်းမေကိုပြောလိုက်အောင်။ဟုတ်ကဲ့ကိုကြီးဖိုးတော်ပြောလိုက်မယ်ဗျဒီလိုနဲ့တော်ဘိုးတို့၃ယောက်သားဖိုးတော်လည်းနဲ့လိုက်သွားကြတာ ဖိုတူလည်းအစည်းအုံတွေကိုပြောင်းဝင်လာတယ်။ထိုင်နေစားတိုင်ကောင်မှာတရေပိုးပိုးကိုတွေ့တော့ဖိုတူလည်းဝင်တိုင်လိုက်တာ။ဟုတ်ဘယ်ရောက်နေရလဲညသားငယ်ချင်းနေနဲ့မိတ်ဆက်ပေးမလို့ရှာနေရမတွေ့ဘူး။ဖိုဖိုဘယ်မှမသွားပါဘူးကွယ်ရှိပါတယ်။မင်းညကလည်းသားသွားပြီးနောက်တစ်ခါပြန်လာရှာသေးတယ်။အခက်မပြောသွားလို့လေ။ဟေးဟုတ်လား။ဟုတ်တယ်ဗျပိုးပိုးကဘယ်ခန်းမှနေရလဲရှင်ခွဲရုံအခန်းနံပါတ်လေးမှာ ရင်ခွဲရုံဆိုတော့ဗာမန်းမသိတဲ့ဖိုးတူအောင်ဩဒီနေရာနဲ့နေလားဗျအင်းနေတယ်တကယ်လို့မေးလာချင်ရင်ကောင်တာနက်စမတွေကိုမေးပြီးလာခဲ့ပေါ့ဟုတ်ကဲ့ပေါ့ပေါ့အဲ့ဒီအချိန်ဖိုးတူမီကဖုန်းဆက်ပြီးလမ်းခေါ်တယ်တာငပိန်တို့ပြန်သွားပလားဟုတ်ပြီပြန်သွားပြီဗျကိုကြီးဖိုးတော့လည်းမှောင်နေလို့မဝင်တော့ဘူးလို့ပြောသွားတယ်ဩအေးပါရပါတယ်အခန်းထဲလာခဲ့အောင်မမီတက်မှတ်ခန်းထဲသွားစီရရှိလို့ဟုတ်ပြီလာပြီ ဘို့သူလည်းတရေပဖို့နှောက်ဆက်ပြီးအခန်းစီကိုထွက်လာခဲ့တာစင်းအောင်ကန်းနဲ့ရောက်တော့ဖိုးထူးမီကမင်းပပေနဲ့နေလိုက်အောင်တကွက်ကန်းရောက်ဖုန်းဆက်လို့မမေသွားလိုက်အောင်မေဟုတ်ကဲ့မမေဖိုးထူးမီထွက်သွားတော့ဖိုးထူးဘီကဒါဖိုးထူးခုနကမင်းမသူနဲ့စကားပြောနေရလေ တားလူနာဖိုးဖိုးနဲ့စကားပြောနေတာဗျဘာဖြစ်လို့လဲဦးသိန်းလည်းဖိုးထုကြောက်သွားမှဆိုရနဲ့ဘာမှမပြောဘဲနေလိုက်တော့တာအော်ဘာမှမဟုတ်ပါဘူးဖေဖေဆံဝန်ကြီးက round လဲသွားမလားဟင်မလဲသေးဘူးလေညကြရင်တော့လှဲ့မှာဆံဝန်ကြီး round နဲ့ရင်ဖေဖေဆဲုံကဆီယာမင်းနေတိရမယ်ဆိုอืมဟုတ်တယ်ညကြရင်လှဲ့မှာလေအဲ့ဒါကြတိရမှာပေါ့ဗာလေငါသာအိမ်မြန်ကျင်းနေမလားမဟုတ်ပါဘူးဗျာ ။ဒါပေမေးနဲ့မမေးတာရှင်ဘမဖြစ်ဖြစ်ရတယ်။ဟုတ်ပါပြီကွာ။ဒါလို့နဲ့တာဖာနေအောင်စကားပြောနေကြတယ်။နောက်တော့နေလေကြရင်အိမ်မရတော့မှဆိုတော့ဖိုတူလေတရေဖို့ဖို့နှုတ်ဆက်ကျင်တာနဲ့သူနေတဲ့ခန်းအောင်မီဖို့ကောင်းတော်ထွက်လာခဲ့တာဆ iam ဆ iam ဩကလေးဘာဖြစ်လို့လဲ မေးစရာလေးရှိလို့ပါဗျ။ဟမ်မင်းလေရှင်ခွဲတော်ဆိုတာဘယ်လိုသွားမှာမလဲ။ကောင်တာကနတ်စမလေးကြောင်းသွားတာ။ခလိမင်းကရှင်ခွဲအောင်ကိုဘာလို့သွားကျင်တာလဲ။ကျွန်တော်တည့်ရဲ့လူနာတယောက်ကအဲ့ဒီမှာနေနေဆိုလို့ဗျ။မင်းကအဲ့ဒါဘာသူပြောတာလဲ။အဲ့ဒီလူနာကိုယ်တိုင်ပြောတာဗျ။ခလိမင်းကရှင်ခွဲတော်ဆိုတာဘာလဲသိလို့လား။လူနာတွေကိုထားတဲ့စာမှောက်ဘူးလားဗျ။ဟမ်မှောက်ဘူး။အဲ့ဒါသေးပြီးသားလူတွေရဲ့အလောင်းကိုခွဲစိတ်တဲ့နေရ။ဗျာ။ သိပြီးသားလို့ဖို့သူလေသူတွေ့နေတဲ့ပူပွားလူမဟုတ်ပဲတရေဖြစ်နေရေဆိုတာကိုခုမှနားလေသွားတော့တာဒါကြောင့်ကိုကြီးဖို့တော်ကငါ့ကိုဘသူနဲ့စကားပြောနေရလဲလို့မေးတာဟုတ်ဖို့သူလေသူတွေ့လိုက်ရတဲ့သူဟာတရေဖြစ်နေအောင်တွေ့ရင်နေတွေ့ဝင်နေတော့တာဖို့သူလေထုတ်တယ်ကုသေးပေးနေရင်ထိုင်နေကြနေရမှာထိုင်နေတဲ့တရေဖို့ဖို့ကိုတွေ့ ။ပိုတူလည်းမမြင်ချင်အောင်ဆောင်းလိုက်တာ။မင်းသိသွားပြီပေါ့။တောင်းပါလို့လိန်ထားရလေ။မလိန်ပါဘူး။မင်းကိုမှန်လိုက်ပြောခဲ့တာအကြည့်ပဲ။ဟာ။ဒါကြောင့်လိုက်ရှာတော့မတွေ့တာကိုဗျ။ပိုပိုကဒီစင်းကိုကြည့်မှနေလားကြားမှပြီကွယ်။မင်းလိုကလေးတွေအများကြီးနဲ့တွေ့ဖို့ပြီးစကားလည်းပြောဘူးလေ။သူတို့သိသွားတဲ့အချိန်မှာပိုပိုကိုကြောက်သွားကြတယ်။မင်းကရောမကြောက်ဘူးလား။မကြောက်ပါဘူးဗျ။နောက်ပြီးပိုးပိုးနဲ့သာတွေ့ရတော့မှာမဟုတ်ဘူး။ဟမ်။မင်းပေဆင်းအောင်ဆင်းရတော့မှာလား။ ဟုတ်တယ်ဗျ။အဲ့ဒါကြောင့်ဖို့ဖို့မပြန်ခင်နှုတ်ဆက်သွားမလို့လိုက်ရှာနေရ။မတွေ့တော့မှကောင်းနာမှာသွားမိလိုက်တာ။မင်းဖေအတွက်ငါဝမ်းသာပါတယ်။ဘာလို့တည်သွားရလဲဆိုတော့မေးလို့ရလာရင်အသက်ကြီးလာလို့ပေါ့ကွာ။အသက်ကြီးလာရင်ခန္ဓာကိုယ်ကနားလာတယ်။အဲ့နောက်တော့နားတဲ့ခန္ဓာကိုယ်စွန့်လိုက်တော့တာပေါ့ကွာ။အဲ့ဒီအချိန်ဖို့ထူးမီရဲ့တန်ကိုကြားရတာ။ဖို့ထူးလည်းတည်ရဲ့ဖို့ဖို့နှုတ်ဆက်ပြီးထွက်လာလိုက်တော့တယ်။ဒါတော့တော့မင်းတော့ဖို့ဖို့ ဒါလို့နဲ့နှဲစီကိုထွက်သွားပြီးပြန်လဲခြင်းလိုက်တော့တရေဘဘို့မတွေ့ရတော့ပါဘူး။ဒါလို့နဲ့ပို့သူတို့လည်းလေးလေးစိအောင်ကနေစထွက်လာခဲ့တာ။ပို့သူကတော့တရေဘဘို့ထွက်တွေ့ရအောင်မလားဆိုတဲ့စိတ်နဲ့စိအောင်ဘက်ကိုလှည့်ကြည့်နေမိတယ်။တာဘာလဲကြည့်နေရတော့ကွ။ဘာမှမဟုတ်ပါဘူးဗျာ။ ူသားကိုတယောက်ယောက်များကြည့်နေမလားလို့ပါဗျ။ဟမ်